ြည့်နေကြည့်နေဒီကောင်ဘာလုပ်နေလဲပေါ့နောက်မှာအော်အေးတော့ညံကောင်းတဲ့ကောင်ပဲဆိုပြီးတော့စဉ်းစားရင်းနဲ့ရည်ရတဲ့အတွေ့ခေါ်ပေါ့နော်ဟိုအရန်ကြီးစမဖြစ်တဲ့ကာရီတာမဟုတ်ဘူးကြည့်နေရင်းနဲ့မကောင်းဘူးဘလို့ဖြစ်နေမှမသိဘူးတခုခုမကောင်းတဲ့စိတ်ခံစားချက်မျိုးအလုံးမင်္ဂလာပါကျွန်တော်ရာဇော်ပါ ီဗီဒီယိုမှာတော့မနေ့ကပဲ digital release ထွက်လာတဲ့ director passion wu ရဲ့ရုပ်ရှင်အသစ် no other choice ရုပ်ရှင်ကြောင်းပြောသွားပါမယ်။အဒီရုပ်ရှင်က1998ခုနှစ်မှာထွက်ခဲ့တဲ့စာရေးဆရာ Donald Wesley ရဲ့ DX ဆိုတဲ့ဝတ္ထုကိုမိញံပြီးတော့ရေးထားတဲ့ရုပ်ရှင်ဇာတ်လမ်းပေါ့နော်။သူရှိမှလည်း director Costa Gravers ကဒီနာမည်နဲ့ပဲရိုက်ထားပူတာရှိတယ်။အခုဒီရုပ်ရှင်အသစ်မှာအဲဒီ director Costa Gravers ရဲ့ဇနီးနဲ့တားတို့ကလည်း producer အနေနဲ့ပါဝင်ထားတာကိုတွေ့ရတယ် ဆိုတော့ဒီရုပ်ရှင်ဇာတ်လမ်းကို writer ပတ်ချံဝူက2009ခုနှစ်လောက်ကတည်းကရိုက်ဖို့ပြင်ဆင်နေတယ်လို့ပြောတာဖတ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီတုန်းကဘတ်ဂျက်ချင်နေရရောတခြားချောင်းချောင်းကြောက်ရောမရိုက်ဖြစ်ခဲ့ဘူးပေါ့ပထမတော့သူကဒီဇက်လံကိုနိုင်ငံခြားစကားပြောနဲ့နိုင်ငံခြားတရုတ်ဆောင်နေနဲ့ရိုက်ဖို့ပြင်ဆင်ခဲ့တယ်လို့ပြောတယ်။ဒါပေမဲ့ကိုရီးယားတရုတ်ဆောင်နေနဲ့ပဲကိုရီးယားစကားပြောကိုရီးယားရုပ်ရှင်ပဲဖြစ်သွားတယ်ပေါ့။အခု2025မှာထွက်လာတော့ဒီခေတ်ဒီခြေနေနဲ့ ိုပြီးတော့ကန့်ညင်မှုရှိသွားတယ်အဲ့တော့တော်တော်လေးလူကြိုက်များပြီးတော့ရုပ်ရှင်ကပိုပြီးပြောင်မြောက်သွားတယ်လို့ပြောရမှာပေါ့နော်တရုတ်ဆောင်တွေကလည်းကိုရီးယားဝါရင်တိတ်တိတ်ကျဲတရုတ်ဆောင်တွေပဲတုံးထားတယ်ပြီးတော့ဒီကတရုတ်ဆောင်လီပြောင်ဟုံးပေါ့နော်သူကဒီပတ်ချံဝူးနဲ့ဒါကတုံးကားမြောက်ရုပ်ရှင်ဖြစ်တယ်ရုပ်ရှင်ရဲ့ဇလံမျိုးစားက crime thriller comedy မျိုးစားပေါ့နော်အာ style ကတော့ဒီပတ်ချံဝူးရဲ့ရိုက်နေကြပုံစံ style ပဲဒါပေမဲ့ပိုပြီးတော့တဘာဝကြတဲ့ပိုပြီးတော့ပြင်ပဘဝနဲ့နီးစပ်တဲ့ ရုပ်ရှင်ဇက်လန်လို့ကျွန်တော်မြင်တယ်အဲ့တော့ဇက်လန်ကြောင့်ပြောရင်အာကျွန်တော်ဇက်လန်ပြောတဲ့ချိန်မှာ spoiler လေးတွေပါနိုင်တယ်ပေါ့နော်ဆိုတတ်နိုင်ဆုံး spoiler ရှောင်ပြီးပြောပေးမယ်ဟိုတချို့ spoiler ဖြစ်သွားနိုင်တဲ့အချက်တွေရှိတယ်အဲ့တော့ရုပ်ရှင်ကြည့်ပြီးမှဒီဗီဒီယိုကြည့်ပြီးပေါ့နော်အဲ့တော့ဇက်လန်ကြောင့်ပြောလို့ရှိရင်မန်စီယူဆိုတဲ့အမျိုးသားတယောက်ရှိတယ်။သူကဒီစက်ကူစက်ရုံမှာအလုပ်လုပ်တယ်ပေါ့နော်။ပြီးတော့သူ့မိန်းမသူ့ကလေးနှစ်ယောက်နဲ့ခွေးနှစ်ကောင်နဲ့အင်ကြီးမှာ တတောက်တတာပျော်ပျော်ရွှင်ရွှင်နေနေတဲ့ဘဝပေါ့အဲ့တော့ရုပ်တရက်ကြီးအဲ့ဒီသူလုံနေတဲ့စကူစက်ယုံကသူ့အလုံးထုတ်လိုက်တယ်သူက25နှစ်လုံးလုံးအဲ့ဒီမှာပဲလှုပ်ထားတာပြီးတော့သူပိုင်ဆိုင်သမျှအရာတွေသူတိဆောက်ထားတဲ့မိသားစုတွေဒီဘဝတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကဒီမှာအလုံးလှုပ်ပြီးတော့ရပြီးတော့စုဆောင်ခဲ့တဲ့အရာတွေပေါ့အဲ့တော့ရုပ်တရက်ကြီးအလုံးပြုတ်သွားတော့ဒီအရာတွေအကုန်လုံးဆုံးရှုံးရတော့မယ်ပေါ့နော်အိမ်တွေပါရောင်းရတော့မယ်သူခွေးကိုလည်း အခြားသူ့အဖိုးဖွားတွေစီပေးလိုက်ရတယ်။ပြီးတော့သူ့သမီးကလည်းအဲ့လိုစကားမပြောနိုင်တဲ့ယောဂဖြစ်နေတယ်ပေါ့နော်။လူကြီးပြောတဲ့စကားကိုပဲပြန်အဲဒီဟာကိုပဲ repeat ပြန်ပြောနိုင်တဲ့အာစွမ်းရည်ဖြစ်နေတယ်။ပြီးတော့သူ့သမီးကိုလည်းအဲ့လိုတရောထိုးတဲ့တင်တန်းလေမထားနိုင်တော့ဘူးပြီးတော့သူ့မိမကလည်းတခြားအကားတင်တန်းနေပါလိမ့်ပေါ့နော်အဲ့လိုမျိုးစိန်ခံလို့ရတဲ့ဟာတွေသူတို့မူလ ordinary နေနေရဲ့ဘဝတွေမရနိုင်တော့ဆုံးရှုံးရတော့ဆုံးရှုံးရတော့သူကအလုတ်တဲ့ ကမန်းကနန်းရှာတော့မယ်အလုတ်တေးရမှဒါတွေကိုပြည်လဲမယ်ပေါ့အဲ့တော့အလုတ်တေးရှာရင်းနဲ့မှလူတက်သူစရိုက်မှုကျူးလွန်တဲ့အထိဖြစ်လာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ crime thriller ဆက်ဆံကြည့်ရမယ်ဇက်လန်ကတော့ဟိုအရန်ကြီးအီလေးမဆွဲနေဘူးသူ ordinary ရောမြ мян ပဲပြတယ်ပြီးတော့ဖေးစင်းမြ мян ပဲနောက်တစ်စင်ခုံခုံခုံသွားတယ်ပြီးတော့သူလူလိုက်တက်တဲ့ခံပေါ့နော်လူလိုက်တက်တဲ့ဆက်ကိုကြတော့အလေချားမှအကြကြထားတာတယ်ပေါ့နော်အဲ့ဒါတွေက ကြီးလုတ်ကောင်နဲ့ရီရတယ်ဟာတာဖြစ်ပြီးရောဆိုပြီးတော့အဲ့လိုဟိုရီကွာအဲ့လိုမျိုးလှုပ်ထားတာမဟုတ်ဘူးတကယ်လက်တွေ့ဘဝနဲ့ရီစရာကောင်းအောင်လှုပ်ထားတယ်တော်တော်ရီရတယ်ကာရီဘာဘိုင်းမှာဆိုလို့ရှိရင်ကာရီတာဒီဗလော့မန့်တော်တော်လေးမိုက်တယ်လူတွေရဲ့အသွင်းစိတ်ကြကြဘူးတဖြည်းဖြည်းရစ်ပြီးတော့တက်သွားတဲ့ character development ရှိတယ်ပေါ့နော်။လီပြောင်ဟွန်း character မန်ဆူဆိုလို့ရှိရင်သူကတဲတူဓမ္မပေါ့နော်။ဒါပဲတွေးတတ်တယ်။ဒီဟာလုံးရင်ဒါဖြစ်မယ်။ အဲ့တော့ဒါဖြစ်ဖို့အတွက်ဘယ်ဟာလိုက်လောက်ရမလဲဆိုတဲ့အဲ့လိုဟိုအရန်ကြီးစမဖြစ်တဲ့ကာရိုက်တာမဟုတ်ဘူးအရန်ကြီးတော်ပြီးတော့ထူးချွန်ပြီးတော့အဖက်ဖက်ကနေပြေဆောင်စဉ်းစားတတ်ပြီးတော့အဲ့လိုမျိုးကာရိုက်တာမဟုတ်ဘူးသူကဒီဆက်ရုံမှာပဲ25နှစ်လောက်လောက်အလုံးလောက်လာတယ်ပြီးတော့ဒီအလုံးနဲ့ပဲဆက်ပြီးတော့လှုပ်သွားခြင်းတယ်ဒီလုံးလုံးနဲ့ပဲတည်တဲ့အထိလှုပ်သွားခြင်းတယ်တခြားအလုံးတွေလည်းမလှုပ်ခြင်းဘူးအဲ့တော့ဒီအလုံးလှုပ်ရဖို့အရေးဟိုပဲသူကဦးတည်နေတယ်အဲ့ဒီလုံးမှာလက်ရှိလှုပ်နေတဲ့သူကို သူမရှိတော့ရင်ငါအဲ့ဒီနေရာမှာရမှာပဲဆိုပြီးတော့တွေးလိုက်တယ်ပေါ့နော်တွေးလိုက်တော့သူဘာလုပ်လဲဆိုတော့အဲ့ဒီလူကိုတတ်ဖို့တိကြံရွယ်တဲ့အထိဖြစ်လာတယ်အဲ့လိုဖြစ်ရအောင်လဲအခြေခံအကြောင်းတရားတွေအများကြီးစုပြီးတော့ဖြစ်လာတယ်ပေါ့နော်သူ့မှာယုံမာတဲ့စိတ်ကောက်ကျစ်တဲ့စိတ်အဲ့လိုမကောင်းပါစေတော့ဆိုတဲ့စိတ်မရှိဘူးသူမိသားစုအတွက်တတနာတွေပြည့်လဲအောင်သူကိုယ်တိုင်ဥစားပြီးတော့ဖြည့်ရှင်းပေးရမယ်ဆိုတဲ့စိတ်အရင်ခံပေါ့အဲ့လိုလာတယ်ပေါ့ ျွန်တော်ပြင်ပဘဝမှာလည်းရှိတယ်ကိုမိသားစုကိုရဲ့ပြဿနာပေါ့နော်ဘယ်လိုပြောမလဲအရန်ဒုက္ခရောက်လာပြီဆိုလို့ရှိရင်အဲ့လိုမကြည့်တော့ဘူးဗျာဘာတွေညာတွေမသိတော့ဘူးလုံးလုံးမိလောက်ရလုံးမိသွားတဲ့ခိုက်တန်တွေရှိတယ်အဲ့လိုခိုက်တန်ကိုကောင်းကောင်းကြီးအဲ့ဒီ character ဖြစ်ဖြစ်ချင်းတွန်းလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီကောင်ကိုသူတတ်ချင်တော့သူပြန်စဉ်းစားလိုက်တယ်ပြန်စဉ်းစားလိုက်တော့ဒီကောင်တတ်ရင်ဒီကောင်မရှိတော့ရင်တော့ဟုတ်ပြီငါတော့အလုပ်လုပ်ရမယ်ဒါပေမဲ့ငါနဲ့အတူ ငါနဲ့အရေးချင်းတူတဲ့သူတွေလည်းဒီမှာလာလျှောက်ကြမှာပဲဆိုတော့အဲ့ဒါဆိုရင်ငါရဖို့မတိတ်ချတော့ဘူးမတိတ်ချတော့ဘူးဆိုတော့သူပါဆက်လုပ်လဲဆိုတော့အဲ့ဒီလူတွေကိုလိုက်ရှာပြီးတော့ရှင်းဖို့လုပ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောလေတော့လေတယ်ပြောင်းပြန်ကြီးဆိုတာအဟိုပစ်ချတဲ့အခါပေါ့နော်အဲ့ခါဆိုကျွန်တော်တော်တော်တဘောကြတယ်ဟိုဖွားကြီးနဲ့သူနဲ့စကားပြောပြီးတော့အဲ့ဒီအတွေ့အကြုံသူဖြည်းဖြည်းဝင်လာတော့ပြီးမှသူအလုပ်ခေါ်တယ်အလုပ်ခေါ်တယ်သူ company အတူဟန်ဆောင်ပြီးတော့လူတွေအလုပ်ခေါ်လိုက်တယ် လောက်ခေါ်လိုက်ပြီးတော့ဘဲကောင်တွေကသူ့နဲ့အရေးချင်းပူတာလဲဆိုတော့သူစီစစ်လိုက်တယ်စစ်လိုက်ပြီးတော့နှစ်ယောက်ထွက်လာတယ်ပေါ့နော်နှစ်ယောက်ထွက်လာပြီးတော့အဲ့ဒီလူတွေကိုသူလိုက်တက်ဖို့လုပ်တယ်ပေါ့မကြုံကြည့်နေကြည့်နေဒီကောင်ဘာလုပ်နေလဲပေါ့နောက်မှအော်အေးသူတို့ညံကောင်းတဲ့ကောင်ပဲဆိုပြီးတော့စင်းစားအင်းနဲ့ရီရတဲ့အတွေ့ခေါ်ပေါ့နော်သူ့ကိုမှားတယ်လို့လည်းပြောလို့မရဘူးပေါ့နော်သူ့ပုံစံကအဲ့လိုပဲသူ့ character အဲ့လိုပဲဆိုတော့အဲ့လိုလိုက်လုပ်တယ်ပေါ့ အဲ့လောက်တော့သူလိုက်ရှာတယ်သူတို့ဘက်မှနေလဲလိုက်စတော့တယ်ပေါ့နော်စတော့ပြီးတော့တက်ဖို့လုပ်တယ်အဲ့မှာသူအဖေအဖေပေါ့သူတို့ကလေးတွေရဲ့အဖိုးကပြည်နယ်စစ်ပွဲမှာပါထားတဲ့သူဆိုတော့တနက်ဟောင်းလေးရှိတယ်ပေါ့နော်အဲ့တနက်ဟောင်းလေးနဲ့အဲ့ဒီအကောင်တွေကိုလိုက်ရှင်းမယ်ပေါ့လူလည်းနဲ့ပဲရှင်းလို့ရမလဲအဲ့ဒီလူတွေမှာလည်းသူပြဿနာတွေရှိတယ်အဲ့ဒီပထမတယောက်ဆိုလို့ရှိရင်သူအိမ်တော်ကြီးပြဿနာနဲ့ကြုံရတယ်သူလိုက်တတ်တဲ့ပထမကောင်ပေါ့နော်ပထမကောင်ရဲ့မိန်းမကဖောက်ပြန်နေတာကို သူတိသွားတယ်သူ stock in နဲ့သူတိသွားပြီးတော့တကယ်ဆိုလို့ရှိရင်သူ့ဘာသူပြန်လိုက်လို့ရတယ်ဗျာအဲ့ဒီဖိုကြီးသူ့သူတွေ့ပါစေပေါ့သူ့ကိစ္စမှမဟုတ်တာအဲ့ဒါကို तू ကမနေနိုင်မထိုင်နိုင်ဝင်ရကပဲရသေးတယ်ဖုန်းနဲ့ဆက်ပြီးတော့အော်လိန်ပြီးတော့ပေါ့နော်ဟိုသူ့မိမဖောက်ပြနေအောင်သူတွေ့ရအောင်ဆိုလို့အဲ့ဒီကလည်းတော်တော်ရရတယ်ဆိုတော့အဲ့လိုဖြစ်ပြီးတော့အဲအဲ့ဒီကောင်ကိုရှင်းမို့တော့ तू ဆက်လုပ်တယ်ပေါ့နော်မတိတဲ့လူချင်းချင်းတွေ့ပြီးတော့ chaos ဖြစ်တဲ့ scene ဆိုလို့ရှိရင်အရန်ကြည့်လို့ကောင်းတယ်ရည်လဲရှိရတယ် anora breakdown မှာလည်းကျွန်တော်ပြောဦးတယ်ပေါ့နော်လူချင်းချင်းတော့မတွေ့ဘူးနေဘူးဒါပေမဲ့တခြားနောက်ွယ်အကြောင်းအရာတွေကြောင့်သူတို့ချင်းချင်းချက်ဆက်မှုရှိနေတယ်ပြီးတော့စကားများကြတယ်အတင်းတွေလွဲပြီးတော့များကြတယ်အဲ့မှာ chaos တွေဖြစ်ပြီးတော့အရန်ရှိရတယ်ပေါ့နော်ပြီးနောက်၎င်းမင်းတို့ကောင်သူရှင်းတယ်နောက်ဆုံးကျန်တဲ့ကောင်ဒီအာသူလိုက်ရှင်းတယ်ပေါ့သူကလည်းဒါအဲ့လိုတဲတော်သမားဆိုတော့တခြားပြောတဲ့စကားတွေတခြားအယုံတွေဝင်လာပြီးတော့ ဖြည်းဖြည်းတရေဖြစ်ပြီးတော့သူ့မိမကိုလည်းတန်တရားဝင်လာတယ်။စိတ်တွေကအကောလုံးစုပြီးတော့အဲ့ဒီလိုဒီပြစ်မှုကိုကျိုးလွန်လောက်ရောက်တဲ့အထိဖြစ်လာတယ်ပေါ့နော်။သူ့မိမကာရက်တာကိုကြည့်ရမယ်ဆိုရင်သူ့မိမကာရက်တာလည်းအဲ့လိုပဲ။အဲ့လိုသူ့သူ့လိုပဲ။မိသားစုကိုချစ်တယ်၊ယောက်ျားကိုချစ်တယ်။စိုးသူကောင်းဘက်တက်တဲ့ပဲတွေးပြီးတော့တက်တဲ့ပဲအဲ့လိုရိုးရိုးရှင်းရှင်းပူပွင့်ရှင်းရှင်းပဲဟိုမိသားစုအတိုင်းမြောင်လေးမပြတ်သွားအောင်ကိုယောက်ျားကိုကာကွယ်ပေးတယ်ချစ်တယ်။ယောက်ျားပြောရင်โอเคတယ်ဆိုတော့ အဲ့လိုမိန်ကလေးပုံစံပေါ့နော်ကျွန်တော်အဲ့လိုမျိုးလောက်ရင်လည်းပြဿနာဖြစ်တယ်လောက်တယ်ပြဿနာဖြစ်တယ်ဆိုလိုက်ဖုံးကွယ်တယ်အဲ့ဒါနဲ့ပဲအဖြစ်ဖြစ်ဆက်တိုင်ရောက်လာပေါ့နော်ဆက်တိုင်ကတော့အသေးစိတ်တော့ကျွန်တော်မပြောတော့ဘူးပတ်ချံဝူးရုပ်ရှင်တွေရဲ့ဆက်တိုင်ကအမြဲတမ်းဟာကနေကနေဖြစ်ရတယ်တခုခုဆွဲကြံပြီးတော့ကြံခဲ့တဲ့ဆက်တိုင်မျိုးရုပ်ရှင်တွေပေါ့နော်ဆိုတော့ဒီရုပ်ရှင်လည်းအဲ့လိုပဲတစ်ချိန်မောတစ်ချိန်တော့အကြောင်းတစ်ခုကြောင့်ပေါ်လာကောင်းပေါ်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဆက်လမ်းမှာတော့ဒီလိုပဲဆုံးသက် လိုက်တာကအဆင်ပြေဆုံးပဲလို့ကျွန်တော်မြင်တယ်။ပြီးတော့ camera cinematography အပိုင်းပေါ့။ဖတ်ချံဝူရဲ့ရုပ်ရှင် camera work တွေက unique ဖြစ်တယ်။သူ style သူ vibe လုံးဝအပြည့်ရတယ်။အဒီရုပ်ရှင်မှာလည်းအဲ့လိုပဲလူတွေရဲ့ emotion နဲ့ mood ပေါ်လိုက်ပြီးတော့ thrilling ဖြစ်တဲ့ခံစားချက်တွေပေါ်လိုက်ပြီးတော့ camera work တွေတုံးထားတယ်ပေါ့နော်။ကပ်မြိုင်ပြီးရောရှောက်ထည့်ထားတာမဟုတ်ဘူး။ close up ဆိုလဲ close up detail ဆိုလဲ detail အသေးစိတ်ကင်မရာဝေါ့တွေတိတ်တိတ်ချာချာရိုက်ပြနိုင်တယ်တကယ်ရုပ်ရှင် လုံးမဲ့သူတွေတကယ်ဓာတ်ပုံသမားတွေဆိုလို့ရှိရင်သူရုပ်ရှင်ကလုံးဝလေးလာစရာအများကြီးရှိတယ်ပေါ့နော်တခြားသောရုပ်ရှင်တွေမှာလည်းအဲ့လိုပဲအယောင်တွေတုံးတာတော်တော်တည်တတ်တယ်ပြီးသူရုပ်ရှင်ရဲ့အထာဆိုလို့ရှိရင်အဲ့လိုဒီဇိုင်းအိမ်မှာပဲတခြားတစ်ယောက်ကနေမြင်တဲ့အမြင်တွေအဲ့လိုတခြားတစ်ယောက်ကနေချောင်းကြီးနေတဲ့အုံစံတွေကိုကိုတိုင်ဝင်ပြီးတော့အဲ့ဒီဆက်လံကိုချောင်းကြီးနေတယ်လို့မျိုးခံစားရအောင်အဲ့လိုတေချာ ရိုက်ပြနိုင်တဲ့ writer ပေါ့เนาะပြီးရင် sound ပိုင်းပေါ့အတန်ပိုင်းဆိုလို့ရှိရင်လဲအာသူရုပ်ရှင်တွေမှာဆိုလို့ရှိရင်အဲ့လိုတယောအတန်တွေကိုတော်တော်များတုံးတယ်ဒီရုပ်ရှင်မှာဆိုရင်တယောအတန်ကိုလည်းအနောက်ခံတီလုံးနေနဲ့လည်းတုံးတယ်ဒီ environment သူတမီတီးတဲ့တယောအတန်ကိုလည်းအဲ့လိုတရေဖြစ်အောင်ပေါင်းဆက်ပြီးတော့ဖန်တီးထားတာပေါ့เนาะပြီးရင်တခြားသော environment တန်ပေါ့ဥမာတကားအဖွင့်တန်တို့စားတဲ့တန်တို့ဒီပုံဝန်းကျင်ရဲ့အတန်တွေကိုလည်းတေချာတီးတီးလေးလောက်ပြီးတော့ကျွန်တော်တို့စိတ်ကိုပေါ့เนาะ လူကြည့်နေရင်းနဲ့မကောင်းဘူးဘလို့ဖြစ်နေမှမသိဘူးတခုခု မကောင်းတဲ့စိတ်ခံစားချက်မျိုးကြည့်နေရင်းနဲ့ကလန့်เสียထိတ်เสียအဲ့လိုစိတ်ခံစားချက်မျိုးပေးနိုင်တဲ့အတန်လေးအများကြီးထိတ်တာပဲပေါ့နော်အဲ့ဒါကြီးလည်းတော်တော်လေးအဘောကြာလေးလာဖို့ကောင်းကောင်းနေပါတော့အဲ့တော့ဒီရုပ်ရှင်ကျွန်တော်တစ်ခါပဲကြည့်ရသေးတယ်ပြောရလို့ရှိရင်တော့အများကြီးပေါ့နော် ပြောစရာအများကြီးရှိတဲ့ရုပ်ရှင်အချင်းချင်းတငငချင်းနဲ့ချင်းချင်းဆွေးနွေးလို့ရှိရင်လည်း လို့ဗျာတွေးမိရင်တွေးမိတယ်လို့အများကြီးထွက်လာမယ်ပြောစရာတွေအများကြီးရှိတဲ့ရုပ်ရှင်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်တွေးမိတဲ့လောက်မီမီတောက်လေးတွေကောက်နှုတ်ပြီးတော့ပြောထားပါတော့။ဒီရုပ်ရှင်ကကိုရီးယားပြည်တွင်းစုပေပွဲတစ်ခုမှာစုတဲ့အများကြီးတင်ပိုက်ထားတယ်။ဒါပေမဲ့လီပြောင်ဟွေးရဲ့ဒီအကောင်ဆုံးတရုတ်ဆောင်မင်းသားပေါ့နော်။စုကတော့မရလိုက်ဘူး။ပြီးတော့ဒီရုပ်ရှင်ကကိုရီးယားနိုင်ငံရဲ့အော်စကာပေးပို့တဲ့အကောင်ဆုံးနိုင်ငံခြားရုပ်ရှင်ရွေးချယ်ခံထားရတဲ့ရုပ်ရှင်လည်းဖြစ်တယ်။အော်စကာစုပေပွဲမှာဘလူလာမလဲတော့ ်ဆိုမပြောတတ်တယ်ဟုတ်စောင့်ကြည့်ရမယ်ပြီးတော့ director passion wu က oscar နဲ့ပတ်သက်ရင် achievement မရှိသေးတဲ့ director ပေါ့နော် သူလူဆရာကြတဲ့တကယ် masterpiece ရုပ်ရှင်တွေကိုဖန်တီးထားတဲ့အနောက်တိုင်း hollywood ကကောင်းနေတော့သူ့ကိုပြန်ပြီးတော့ inspire ရတဲ့ director ကဒီ oscar နဲ့ပတ်သက်ပြီးတော့ဟို achievement တစ်ခုခုမရှိသေးတာတော့မဖြစ်သင့်ဘူးလို့မြင်တယ်အဲ့တော့ဒီနေ့ oscar မှာဒီ no other choice ရုပ်ရှင်ကအလားအလာကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်။အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်မှာစကားတင်ဝင်လောက်တဲ့အနေထားရှိတယ်။ပြီးတော့တခြား Oscar category မှာလည်းစကားတင်ဝင်လောက်တဲ့အနေထားရှိတယ်။ကျွန်တော်ကတော့ Director Patchen Wu ကို Oscar မှာပေါ့နော်ဆုတခုခုရစေချင်တယ်။ဆိုဘလို့လာမလဲကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်။တရုတ်ရှင်ကမိသားစုလိုက်ကြည့်ဖို့မတင်တော်တဲ့ရုပ်ရှင်ပေါ့နော်။ဒါပေမဲ့တယောက်တည်းကြည့်လို့လည်းမကောင်းတဲ့ရုပ်ရှင်။အဲ့တော့တငယ်ချင်းမိတ်ဆွေတွေနဲ့တူတူကြည့်ပြီးတော့တဝါဝါတဟာ သူ့ရေးပြီးတော့စိတ်ပြီးတော့ရည်ရမယ်ရုပ်ရှင်ဖြစ်တယ်အဲ့တော့ကြည့်လို့ရှိရင်ငွေချင်းနေနဲ့တူတူကြည့်ပြီးတော့တူတူပြန်ကြည့်ပါတော့ဒီရုပ်ရှင် rating ပေးရမယ်ဆိုရင်ကျွန်တော်ကတော့၅မှတ်အပြည့်ပေးထားတယ်အဲ့တော့အခုကြည့်နေတဲ့သူတွေရောဒီရုပ်ရှင်ကိုကြည့်ပြီးပြီလားဒီရုပ်ရှင်ကြည့်ပြီးပြီဆိုလို့ရှိရင်ဘလို့ချက်တရှိလဲဗာလေးတွေပြောချင်လဲစာတစ်ပြေ comment မှာဝင်အောင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ rating ပေးရင်ဘလောက်ပေးချင်လဲပေါ့နော်အဲ့တော့ video ကဒီလောက်ပါပဲကျွန်တော်နောက် video မှာပြန်တွေ့ပါမယ် video အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် 30초.